ဓမ္မမိတ်ဆွေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းကတော့အရိမတယမြစွာဘုရားကိုဖူးကွင်းရမယ့်ပုဂ္ဂိုလ်များအကြောင်းပဲဖြစ်ပါတယ်။တင်းယခုကြုံတွေ့နေတဲ့ဂေါရမသာသနာတွင်မှာကိုရာယဟန်သာမဏေသီလရှင်ဝင်ပြီးပရိယတ်ပဋိပတ်သာသနာပြုတဲ့ပုဂ္ဂိုလ်နှင့်မိမိရင်မှဖြစ်တဲ့သာသူတစ်ပါးရင်မှဖြစ်တဲ့သားတွေကိုယဟန်ခံပေးခြင်းရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်၃မိခင်ဖခင်တို့ကို ဝိจิตတန်ကြီးမဟုတ်ပဲစိတ်ပါလက်ပါယူသေးစွာပြုစုလုပ်ကြည့်တဲ့ပုဂ္ဂိုလ်၄တရဏဂုတ်သီလမပြတ်စောင့်တည်သောပုဂ္ဂိုလ်၅ဖျားသာသနာတီးစိတ်သောကဇီရီပတုစီခုံဥမေလိုင်းကောင်ဇေယျစာတိတို့ကိုပြုပြင်တဲ့ပုဂ္ဂိုလ်အသေးဆောင်လို့လူရန်တဲ့ပုဂ္ဂိုလ်6ဗောဓိညောင်ပင်စိုက်ပျိုးသောပုဂ္ဂိုလ်ညောင်ရည်သွန်းလောက်သောပုဂ္ဂိုလ်9ရေတွင်းရေကန်ရေအိတ်စတုတီတာကြောင်းစရက် တတပြုပြင်သောပုဂ္ဂိုလ်အာယုံစိုးနေစဉ်လောင်းလှူသောပုဂ္ဂိုလ်ရှေရဟန်းတို့အားပစ္စည်းလေးပါးလှူဒန်းထောက်ပံ့သောပုဂ္ဂိုလ်၉ကမန္တန်ဘာဝနာပွားများအားထုတ်သောပုဂ္ဂိုလ်အာလုံးဧကံမုတ်ချမြေကြီးလက်ခံမလွဲအရိမတေယဘုရားရှင်ကိုပူးမြော်ရပြီးနိဗ္ဗာန်ကိုရပါမယ်။ကျမတို့ကတကယ်လို့ဗုဒ္ဓဘာသာဝင်နေပြစ်ကြမယ်ဆိုရင်ဟောရိကဘာမှာနောက်ပွင့်တော်မူမဲ့မြတ်စွာဘုရားအကြောင်းကိုသိကျင်ကြမယ်လို့ထင်ပါတယ်။ တချို့လည်းတည်ပြီးဖြစ်နေကြမှာပါမတိရသေးတဲ့သူတွေအတွက်မျှဝေတင်ဆက်ပေးလိုက်ပါတယ်ကျမတို့ညထိုင်တဲ့ဟော်ရီကဘာမှာဖျားငါးစုပွင့်မယ်လို့မှတ်သားကြားပူပါတယ်အခုဖျားလေးစုပွင့်ထုံးပြီးပါပြီနောက်ပွင့်လက်တတ်သောမြတ်စွာဘုရားကအရိမတရဖျားရှင်လို့သိရပါတယ်ဗုဒ္ဓဘာသာတိုင်းရဲ့ရည်မှန်ချက်ပန်းတိုင်းကနိဗ္ဗာန်ဖြစ်ပါတယ်အလုံးကြီးညိုစရာကောင်းတဲ့ဖျားရှင်ရဲ့တရားတော်ကိုနာကြပြီးရှေ့တော်မှာတဲ့ကျွတ်တန်းဝင်နိဗ္ဗာန်ဆံရမယ်ဆိုရင်အကောင်းဆုံးပေါ့ အဲဒီတော့ကျမတို့ဖះရှင်ဟောကြားခဲ့တဲ့အတိုင်းလိုက်လုပ်ဖို့လိုပါတယ်။သုံးချက်တည်းပါ။တမကောင်းမှုကိုရှောင်ရမယ်။နှစ်ကောင်းမှုကိုဆောင်ပြီးအဆင်ပြုလုပ်နေရမယ်။သုံးစိတ်ကိုဖြူစင်အောင်ထားရမယ်။ဂေါရမမြတ်စွာဘုရားရှင်ကကပိလဝုပြည်ဏိဂောရယုံကြောင့်မှတည်င်းသုံးနေတဲ့အချိန်ရှင်သာရိပုတ္တရာရဲ့ရှောင်ထားခြင်းရအရဟတ္တဖို့စံသမာဘတ်ဝင်စားပြီးအဇိတယဟန်နောင်နာဂတ်ကာလမှာ အရိမတိယဖရာဖြစ်တော်မူမဲ့အကြောင်းကိုဟောကြားတော်မူပါတယ်။အရိမတိယဖရာလောင်ကတဲတင်ချင်းနဲ့ကဘာတသိပါရမီရဖြစ်ခြင်းမီတုတိတာနှပြီမှာရှိနေမယ်။နောက်ပွင့်တော်မူမဲ့အရိမတိယဖရာရှင်အကြောင်းအလောင်းတော်နဲ့သားကလူပြည်ကိုစင်းပြီးပရိသတ်တွေနေဖို့ရအတွက်ဖရာလောင်တို့ရဲ့တောင်းတန်းစင်လာဓမ္မတာအရာပရိသတ်တွေယူတော့မယ်ဆိုရင်ကြည်ချင်း၅ပါအရင်ကြည့်ပြီးမှပရိသတ်တွေယူလေးရှိပါတယ်။ကြည်ချင်း၅ပါဖြင့်ကြည်တော်မူခြင်းက ည်းဖျားပြင့်မဲ့ခေအခါကာလကအနှစ်တသိန်းမှစပြီးအောက်ဖြစ်သောကာလအနှစ်တရာတန်းမှစပြီးအထက်ဖြစ်သောကာလတသိန်းနဲ့တသိန်းအောက်တရာအထက်နှစ်ဖျားပြင့်ရာကျုံကစပူဒိတ်ကျုံသုံးဖျားပွင့်ရာဒေတာကမြစ်စိမဒေတာလေးဖျားလောက်ဖြစ်ရာအမျိုးကမင်းမျိုးပုံနာမျိုးငါမေတော်ဤအသက်အပိုင်းခြားကဖျားနောက်မွေးပြီးခုနှစ်ရက်သာနေရခြင်းပြိဋ္ဌာန်တွေယူခြင်း ကေတုမတီပြီးတင်ခစကြဝတိမင်းနဲ့တိုင်မင်းကြံစီဘက်ကိုကိုရာဖြစ်တော့ အတိတ်အနာဂတ်ကိုသိမြင်နိုင်ပြီးပြစ်စုံပံတန်ရာအစည်းအဝါကိုဆုံးမတတ်တော့သူပြမပုံနာကြီးရဲ့သူပြမနာဝတီပုံနေမဝဲမှာပရိသန်တည်နေလိမ့်မယ်ပြမနာဝတီပုံနေမဝဲမှာဆယ်နာပြည့်တဲ့အခါအီတိပတေနာတမင်တော်မှာမေရောပြမနာဝတီကထိုင်လျက်လည်းမဟုတ်အိလျက်လည်းမဟုတ်ပဲရလျက်သာလျှင်တစ်ပြည့်ရဲ့အကာအခက်ကိုဂိုင်လျက် မိတ္တရကိုဖွားမြင်တော်မူနိုင်မယ်။ဖရာနောင်းတဲ့အတူတချိန်နဲ့ဖွားတော်မူတဲ့ဖွားဘတ်တော်ဆက်ရှိကတိအားလုံးအမတ်တွေကြီးဖြစ်မယ်။အဇိတဟုသောအမိကိုသာပေးလိုက်မယ်။ဖရာနောင်းအဇိတမင်းသားဟာဖွားလျင်ဖွားခြင်းခုနှစ်ဘဝလမ်းမီခြေတော်ချတိုင်းချတိုင်းကြာပွင့်နေပေါ်ပေါက်လိုက်မယ်။ဖွားလျင်ဖွားခြင်းခုနှစ်နှစ်လမ်းမီယခုဘဝကငါဖို့နောက်ဆုံးဘဝတည်နောက်ထပ်ဘဝမရှိတော့ပြီ။အာသဝကင်းသည်ဖြစ်သောကြောင့်ငြိအေးလက်တန်းဟုသောစကားကို အရင်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိုက်မယ်။ပြသက်လေးစားပေါ်လာခြင်း။အဇိတမင်းသာလောကစီစေခံစားဖို့နေမင်းရဲ့ရောင်ကြီးကဲ့သို့လူသားတွေမျက်စိနဲ့စိမ့်စိမ့်မကြည့်ဝဲနဲ့အယောင်တလန့်နဲ့နဲ့ယတနာအယောင်တွန်းလင်းပြောင်းနဲ့တင့်တယ်ခင်ကြတဲ့ပြသက်လေးစားပေါ်ပေါက်လာလိုက်မယ်။ပြသက်လေးစားကိုတစောင်းမှာပရိဘောကအသုံးစားအပြည့်စုံပါတဲ့တိုက်ခန်းက9000စီတစ်ဖက်တစ်ဖက်မှာဗရံများကြောက်မြက်ရွှဲစီရဲ့နဝရက်ကူပါနဲ့ပြည့်စုံတဲ့ ပလင်းခုနှစ်ထောင်စီယရနာခုနှစ်ပါးနဲ့ပြည့်စုံတဲ့ထီးဖြူခုနှစ်ထောင်စီဂတိညောင်စောင်းခုနှစ်ထောင်စီပြတ်သက်တစောင်းကိုတိုက်ခန်းကခုနှစ်ထောင်စီဆိုတော့ပြတ်သက်လေးဆောင်ဆိုတော့တိုက်ခန်းပေါင်း2800ထောင်ရှိမယ်ပြတ်သက်တစောင်းတစောင်းကိုရွှေအိုးကြီးရတလုံးစီရွှေအိုးတလုံးစီရဲ့အဝကတိတ်ယူစနာကျင်းမယ်ရွှေအိုးရဲ့အမောက်ကမြေကြီးနဲ့အမျှအောက်မြေကြီးအစုံတိသုံးရမကုန်ဒါလည်းမကသေးဘူးရွှေအိုးတလုံးစီမှာ တိသာပင်ကြီး6ပင်စီပေါင်လိမ့်မယ်။ပြတ်သက်တစောင်းတစောင်းမှာစရံစင်မင်း9000လောဟကတိန်တော်မင်း1000နဲ့မောင်းနေရတဲ့ရထားခုနေရမောင်းမပေါင်း16000ကစိုတီးမုတ်ဖျော်ပြရကကြည်တဲ့အမျိုးသမီး9000တို့နဲ့ဖျော်ပြကြလိမ့်မယ်။အစည်းတမင်းသားအိမ်တော်ပြုခြင်းအချိန်တန်လို့အရွယ်ရောက်တဲ့အခါဆန္နာမုတ်ခီအမျိုးသမီးနဲ့အိမ်တော်ပြုလိမ့်မယ်။ဆန္နာမုတ်ခီအမျိုးသမီးကလည်းသူ့မတူနတ်သမီးတမျှအလွန်လှပါပြီ။သူ့ရဲ့ခန္ဓာကိုယ်အနှံ့က စနကူးတရခန့်အနံ့လိုမှု့ကြိုင်နေမယ်။ခန္ဓာကိုယ်အသားကလည်းဝါကုန်းကဲ့သို့နူးညံ့မယ်။ခန္ဓာကိုယ်အယောင်ကဆက်နက်တောင်အတွဲမိမတွုံမဲ့အယောင်တဝင်းဝင်းဝင်းချိန်နေမယ်။အရီမီဒီယာဖျားရှင်ကဘလောက်ဖုံးကြီးလိုက်မလဲဆိုတာရှင်မင်းရင်မဟုတ်ပဲနဲ့အစည်းတော်မင်းသားဘဝလောက်ရှိရတာမှတင်ခစကြဝဋ်တင်းမင်းနဲ့တကွာမျိုးပေါင်းရှစ်တောင်းလေးတောင်ကရှိပင်းရင်နေနှစ်သားတွေကဝေယဝိဆပြုလုပ်ပေးခြင်းလို့ပြုလုပ်ခွင့်ပြုဖို့လာပြီးတောင်းမှန်ကြတယ်တဲ့။အစည်းတော်မင်းသားက အကျဉ်းတော့မှဖွားဘက်တော်ဆက်ရှိကြရအမတ်ကြီးနဲ့တကွစင်မြင်းရဲမှတ်ပူပါရရှိပါတယ်အလိုမရှိရောပါလို့ပြောလှုပ်လိုက်မယ်ကားတော်ဖွားမြင်ချင်းအစည်းတမင်းသားကပြတ်သက်လေးဆောင်မှာလောခီစည်းစိမ်ခန်းစားနေစဉ်မှာအနေတတော်ပြေးတဲ့အခါကြရင်မြမဝင်သားဆိုတဲ့တားယောက်ျားလေးမွေးဖွားလိုက်မယ်နမိတ်လေးပါမြင်ချင်းမြမဝင်သားတားယောက်ျားလေးမွေးဖွားပြီးတဲ့အခါဖျားရှင်တို့ရဲ့ထုံတန်းစင်လာဓမ္မတာအရာဥယင်ကထွက်စင်မှာ ူဟုသူနာသူတေယဟန်နမိတ်ကြီးလေးပါတွေ့မြင်ရရင်တံဝေကတရားရီရလာပြီးတော့တောထွက်မဲ့အကြံဖြစ်ပေါ်လာလိမ့်မယ်။ဒီပြဝတ္တနာမတ္တယပြကရဏဝတ္တနာမှာပြဆိုထားတာကတော့တင်ခမင်းရဲ့ရစ်တာအပိုင်းပါပြတ်တည်ကိုမြင်ရပြီးတံဝေကဖြစ်ပြီးတောထွက်လိမ့်မယ်လို့ပြဆိုထားတာရှိသေးတယ်။ဘလို့ပုံနည်းနဲ့ဖြစ်ဖြစ်တောကတော့ထွက်မှာပါပဲ။အဇိတမင်းသားတောထွက်မဲ့အကြံစိတ်ကိုတင်ခစကြဝဋ်တိမိယသိရခါအဇိတမင်းသားပြောအောင်ဆိုပြီးတော့ 8400တော့ကကြည်တယ်ရေမြို့သူမြို့သားညီကုံဇနပုတ်သူမင်းသားမင်းမြေတတိတကြွေစတဲ့လူအပေါင်းတို့ကပန်းနဲ့သားဆွဲလျက်အဇိတမင်းသားကိုချက်ရံပြီးနေကြလိမ့်မယ်။နတ်ပြမာရီကလည်းနတ်တို့ရဲ့တီးတကွန်းပန်းနဲ့သားရွှေပေါက်ပေါက်ငွေပေါက်ပေါက်စသည်ယုံဖြင့်ဖျားလောက်ပြတ်တက်မူကြီးရွာတကယ်တို့အပြည့်အရှံချက်ရံခစားနေကြလိမ့်မယ်။လူဘဝကာမကုံထဲမှာပျော့အောင်ဖြော့ပြေးနေကြတာ။ အဇိဒမင်းသာတောထွက်တော်မူခြင်းအဇိဒမင်းသာတောထွက်မယ်ဆိုတဲ့စေအကြံကိုတင်ခဆက်ကြဝတ်ဒီမင်းနဲ့တကွတိုင်းသူပြည်သားလူတွေအားလုံးသိသွားကြတဲ့အခါမှာဘယ်နည်းပဲရဘယ်အချိန်မှာအဇိဒမင်းတောထွက်မယ်ဆိုတဲ့သတင်းတန်ကိုအားလုံးသိသွားကြတော့နန်းတွင်းသူနန်းတွင်းသားမြို့သူမြို့သားတွေတောရွာစနက်ပုတ်ကလူတွေမင်းသာမင်းမြေတတိတကျွဲအစရှိရဲ့လူပေါင်းများစွာနဲ့တကွဆန္နာမုတ်ခိတားတော်ပြမဝင်သား အလုံကျေးကားကြီးတဲ့ရရောအစည်းအဝေးရဲ့ပြတ်သက်တယ်မှာတော်ထွက်ရေလိုက်ဖို့ရအတွက်ပြေရှံပြီးနေတော့မယ်တော်ထွက်မဲ့အချိန်လဲရောက်တော့လူပေါင်းများစွာပြည်နေတဲ့ပြတ်သက်ကြီးကဖရာလောင်းတကူတော်ကြောင့်၎င်းစကြဝဠာမင်းအာနာကြောင့်၎င်းမြပြမာရိုးတကူတော်ကြောင့်၎င်းဟင်းသာမင်းပြန်ကဲ့သို့ကောင်းကင်ယံကိုပြန်တံပြီးဂန်းခေါ်ပင်ရှိရာအရက်ကိုကောင်းကင်ယံခီးနဲ့တော်ထွက်သွားကြလိမ့်မယ်မြပြမာများပို့ဆောင်ခြင်းကောင်းကင်ယံဟင်းသာပြန်ပြတ်သက်ကြီးတို့ မြမမင်းကတောင်ယူဇနာရှိရဲ့တီယိုကိုင်ပြီးလိုက်မယ်။တကြမင်းကအတောင်60ရှိရဲ့လက်ရရဲ့ခီယူတင်းကိုကန်လျက်တာရူ3ကြိမ်ခေါ်ဆိုပြီးလိုက်မယ်။သူတဝင်နေတာကတာမီရက်ကိုကန်ပြီးရောက်လိုက်မယ်။သူတိတာနေတာကဗဒမားရက်ကိုကန်ပြီးလိုက်မယ်။ပြင်စသင်္ခနေတာကစောင်းကိုကန်မယ်။လောကပါလာနေတာလျောက်ကတန်လျက်ကိုကန်မယ်။၂၈000ရှိရဲ့ဘလူးစစ်တီတွေကလက်နက်ကိုစီကင်မယ်။နတ်သမီးတွေက ယဒနာပဒေါင်းကိုကိုင်မယ်အသူဟာနတ်တို့ဟာတချင်းဆိုပြီးတော့နတ်တို့ရဲ့တကွန်ကိုကိုင်မယ်နမင်းတို့ကဗရများရှိသောစီမီကိုကိုင်မယ်ဂလုံတို့ကစောင်းတီးလိုက်မယ်ဂန်တဘာနတ်တို့ဟာစောင်းတီးပြီးလိုက်မယ်ဟင်းသာပြန်ကောင်းကင်ပြတ်သက်တဲ့မှာတော်ထွက်လို့လိုက်ကြမယ်ပရိသတ်တွေက၈၄၀၀နဲ့ကောင်းကင်ရံပြတ်သက်ပြန်တဲ့ဆွေစုံမျိုးစုံတားနဲ့မရနဲ့၈၄၀၀ပရိသတ်နဲ့အချံအယံနဲ့ ကောင်းကင်ခီးနဲ့ဂန်းခေါ်ပင်ရှိရာကိုတောထွက်မယ်။အရီမီဒီယာဖိအားရှင်ကဂန်းခေါ်ပင်အောင်မှာပြေးမှာပါ။ဂန်းခေါ်ပင်စီရောက်တဲ့အခါမှာအဇိတမင်းသားကဂန်းခေါ်ပင်အောင်မှာဒုက္ခရစရိယာကိုကျင့်တော်မူမယ်။အဇိတမင်းသားကဒုက္ခရစရိယာကို6ရက်ကျင့်တော်မူရုံနဲ့ဖိအားစင်စင်ဖြစ်လိမ့်မယ်။စန္ဒမူခိမိဖိအားကအဲ့ဒီနေရာမှာပဲနတ်ဩဇာနဲ့ပြေဆုံးတဲ့နွားနုဆိုးလှူလိမ့်မယ်။တပိညုတညံရသည့်အချိန် နေ့နေ့ကျန်အကျေရောက်တဲ့အခါကန်းကော်ဘီနဲ့မနီမဝေရတနာကုနပ်ပါးနဲ့ပြည်စုံတဲ့အငြင်း64တောင်ရှိတဲ့ရွှေပနေပေါ်ပေါက်လာလိမ့်မယ်။ထိုရွှေပနေအထက်ဝယ်ထောက်ဝယ်ဖွဲခွေထိုင်နေတော်မူလျက်အရှိလောကတက်ကိုကြည့်ပြီးနတ်ပရိသတ်နဲ့လူပရိသတ်တွေချန်ရံလျက်မန်နဲ့ရဲ့ရံကိုအောင်မြင်လိမ့်မယ်။ညဦးရံမှာပုပ်ပိန်နိဝါသနှုတ်သတိညံကိုရမယ်။သကောင်းရံအချိန်မှာဒိဗ္ဗဆက်ခုညံကိုရမယ်။မိုးတောင်ရံအချိန်မှာအာတဝက်ခေယညံတွေရပြီးတော့ နေဝန်းကြီးပေါ်ပေါက်လာတဲ့အချိန်ကျတော့တစ္ဆာလေးပါကိုတည်ပြီးတပင်ညူတညံကိုရမယ်။ဖျားပွင့်တဲ့ဂန်းကော်ပင်ရဲ့လုံဘက်ကအရိခိခါမှာလူတွေရဲ့အတောင်နဲ့အတာ90ရှိမယ်။အကာအိတ်ခက်ကိုင်းကိုင်းခမကူးပြားလို့ခေါ်တယ်။ဂန်းကော်ပင်ရဲ့အနံ့တွေကလေးအောက်ကို10ယူဇနာလေးအထက်ကို10ယူဇနာမှွေးမယ်။ဂန်းကော်ပင်တွေကနှွားလဲဘိန်းလောက်ကြီးမယ်။ဖျားပြတဲ့နေရာစပြီးပွင့်ကြတဲ့ဂန်းကော်ပွင့်တွေက ဖျားပရိနိဗ္ဗာန်စံတဲ့နေကြမှကြွေကြတော့မှအဲရီကန်ကော်ဘင်းကိုဘယ်ငှမ်းမှမနာဝင်ကြဘူးပြက်ကြော်မပြန်ဝင်ကြဘူးကန်ကော်ဘင်းနာရောက်တဲ့ငှက်တိုင်းတတော်အားတိုင်းကန်ကော်ဘင်းကိုလက်ရရည်သုံးပတ်ပတ်ပြီးမှသွားကြလိမ့်မယ်မြမမင်းကတရားဟောရန်တောင်းပန်ခြင်းအဲရီကန်ကော်ဘင်းရဲ့အနီးနားမှာပဲသတင်းသုံးနေတဲ့အချိန်59ရက်ကျော်လုံးတဲ့အခါပွင့်တော်မူသွားကြတဲ့ဖျားရှင်တို့ရဲ့ထုံတဲ့အစင်လာအရာမြမမင်းကြီးရဲ့လောကဂရုကိုခံယူမယ် ယမမင်းကတောင်းပန်မှတရားဟောရတာကပွင့်တော်မူသွားကြတဲ့ဖုရားရှင်နိုင်ရဲ့ဓမ္မတာဖြစ်လို့ဟောရတာဖုရားမပွင့်မီဘာဟိရကာလာမလူဝိကြောင့်များယသိပရပိုင်ယဟန်ပုံနာတို့ကမြမရီကိုသာအလေးကယူပြုကိုးကွယ်နေကြတာတလောကလုံးကအလေးအမြတ်ပြုတဲ့မြမကြီးကမြတ်စွာဘုရားကိုအလေးပြုညွတ်တွားကန်ဆိုင်လာရင်တလောကလုံးကပင်မြတ်စွာဘုရားကိုအလေးပြုညွတ်တွားကန်ဆိုင်လာနိုင်မယ်အဲ့ဒါကို လောကဂရုယူလိုက်တာလို့ခေါ်ပါတယ်။ဓမ္မစက်ကြတရားဟောကြားခြင်းမြမမင်းတံမှာတရားဟောရန်ဝင်ခံပြီးပြီဆိုရင်ပဲဣတိပဒနာဥယျံတော်ကိုဓမ္မစက်ကြတရားဟောဖို့ကြားလိမ့်မယ်။ဖယားရှင်ကြည်တော်ဆုံးကိုခန့်အပ်တော်ကညီကြီးကိုခွင့်ပြီးအတောင်30ရှိရဲ့ကြာဝင်ကြီး24တောင်ရှိတဲ့ကြာဝင်ငယ်တွေကဖယားရှင်ခြေချတိုင်းခြေချတိုင်းပွင့်ပြီးလိမ့်မယ်။ပရိသတ်ရှင်ယူဇနာနပရိသတ်စက်ကြဝလာတိုက်အပြေမြမပြီအထက်အဆုံး အာကနိထဘုံတိုင်အောင်ပရိသတ်တီကိုထန်သီးလှုပ်လောက်ကြည့်ရဲ့ရောင်ကြီးရော၆ပါလို့ပြီးဓမ္မစက်ချာတရားဟောတဲ့အခါမှာလူပုတ်ကိုဂတိတသိမ်း၊ညပြမာရိကဂတိတသိမ်းကျွတန်းဝေကြလိမ့်မယ်။ဖယားရှင်ရဲ့တကူတော်ဖယားရှင်ရဲ့တကူတော်ကြောင့်ရွှေပန်းဆိုင်၊ငွေပန်းဆိုင်၊ပလဲပန်းဆိုင်၊တန်နာပန်းဆိုင်တို့ဖြင့်ဒဇာစင်လျံယတနာခုနှစ်ပါးနှင့်ပြည့်စုံပြီးစနစ်ယူဇနာကျယ်ဝင်းနဲ့ဗိမာန်မျက်နှာချက်ကဓမ္မစက်ချာတရားဥဟောရဲနေမှာစပြီး ပရိနိဗ္ဗာန်ဝင်ဆန်သည့်တန်အောင်နင်းညအမြဲပင်လိုက်ပါပြီညနေကျန်အဖြစ်မူကာပြီးနေမယ်အရိမတိယဖေယနေတန့်စင်တဲ့အခါနေဖို့နေရာအတွက်မြေကြီးကိုခွဲပြီးယန္နာသုံးပါးနဲ့ပြည့်စုံသောစနစ်ယူဇနာကျဲဝင်းနဲ့ရွှေမန်းတတ်ကြီးပေါ်ပေါက်လိမ့်မယ်ဖေယရှင်တကူတော်ကြောင့်မိတာပန်ဆိုင် တူရင်တိုင်းတီတကွန်စီမီတဇောင်းယန္နာမန်းတတ်ကြီးကဖေယရှင်တရားဟောရဌာနတိုင်းမှာအိမ်မှာဟောမယ်ဆိုရင်အိမ်ပါဝါ ကျောင်းမှာဟောမယ်ဆိုရင်ကျောင်းပါဝါမြို့မှာဟောမယ်ဆိုရင်မြို့မှာတောမှာဟောမယ်ဆိုရင်တောမှာစတဲ့ဟောတဲ့နေရာတိုင်းမှာကောင်းခင်ရန်ကနေပြီးအမြဲတမ်းပြိဋိဘံဆန်တဲ့အထိလိုက်ပါနေမှာပါရုပ်မြင့်တန်ကြားမီဒီယာဖရာအရိမီဒီယာဖရာတရားဟောတဲ့အခါဘယ်မြို့ဘယ်ဒေသဘယ်အရက်ဘယ်ရွာဒေသစနက်ပုတ်အိမ်ကပဲဟောဟောစကြဝဠာတိုက်တဲ့တောင်းလုံးဖရာရှင်ရဲ့တရားဟောအတန်ကိုကြားနေလိမ့်မယ် ဖះရှင်ရဲ့ဥဒရံကိုလည်းမြင်နေရမယ်။ရုပ်လည်းမြင်ရမယ်။အတန်လည်းကြားရမယ်။မမြင်ကျင်လို့မျက်စိမိတ်ထားလည်းမရဘူး။မကြားကျင်လို့နားပိတ်ထားလည်းမရဘူး။ဖះရှင်ရဲ့တကူတော်ကြောင့်တောက်ဆက်တဘောအကာရမရှိဖီလာထုတ်ချင်းပေါ့မြင်ကြရမှာ။အပေါ်ကြည့်ရင်နဲ့သားနဲ့သမီးမြမာရီမြင်ရမယ်။အောင်းငုံကြည့်ရင်ငရေဖြီမှာခံစားနေရတဲ့ငရေဒုက္ခမျိုးစုံကိုမြင်ရတော့ငရေရောက်အောင်အာဟုတို့တွေပြုရဲဖို့မရှိတော့ဘူး။အရီမီတီယာဖះရှင်ရဲ့တကူတော်ကြောင့် ယောက်ျားဆိုရင်နှစ်သားလို့မိန်းမဆိုရင်နှစ်သမီးလို့ချောမောလှပရကြီးဖြစ်ရာယုံမကျော်အင်းငါမစုံတရားမှမရှိ အကုန်းအကွာအကန်အနုအဝဲယောဂသည်ရီလုံးဝမရှိအသက်900ပြည့်တဲ့အရွယ်ရောက်ရင်အမျိုးသားအမျိုးသမီးတွေအိမ်တောင်ပြူကြလိမ့်မယ်ဇနီးမောင်များနှစ်ဦးခန့်ရန်တော်သားမရှိပြဿနာမရှိကွဲကွာသွားခြင်းလည်းမရှိအမြဲအဆင်ပြေမယ်ရာသက်ပံပေါင်းတင်ရမယ်အမျိုးသမီးတိုင်းမှာဗရံများနှစ်တောင်လက်စွပ်လက်ကောင် ခြေချင်းစားတာတွေကရွှေအိုးကြီးတွေကတိုင်းနေတက်ရာယူဝေးကြမှာရွှေမိုးဝေးနိုင်တဲ့သူမရှိဘူးတဲ့စားစရာပဒေသပင်တွေမှာယူစားခြင်းနဲ့အကျေယူစားလို့ရတယ်။ကျမကြီးအနေနဲ့ကြည့်မယ်ဆိုရင်လည်းဘာရောဂါမှမရှိဘူး။နေညခွဲမရအရီမီဒီယာဖျားရှင်ရဲ့တကူတော်ကြောင့်ကမ္ဘာလောကကြီးဟာနေ့ရက်ခါညခါရဲ့လို့မရှိနေရောညပါ အမြဲတမ်းလင်းထိန်ပြီးတော့မနှံ့ပွင့်တဲ့ပန်းညပွင့်တဲ့ပန်းမနှံ့ပန်းညပန်း ချက်တော်တန်းတွေကိုကြည့်ရှုနာထောင်ပြီးနိညခွဲယူရလိမ့်မယ်။ပြိဋိဘံဆံမဲ့အရွယ်မြတ်စွာဘုရားရှင်ကဖျားဖြစ်တော်မူပြီးရဲ့အချိန်ကစပြီးဂတိခုနရာသောပြိဋိတ္တကိုခြေချတော်မူပြီးလျင်အနည်းရှိတောင်ပြည့်တဲ့အချိန်မှာပြိဋိဘံဆံဝင်လိမ့်မယ်။ဒါပေမဲ့သာသနာတော်ကြီးကအနည်းနှစ်သိန်း၆တောင်ပြည့်တဲ့အခါဗဒကဘာကြီးကအချိန်တန်ရင်ပြတ်ပြီးကဘာတသိန်းကာလလုံးဖျားမပွင့်တော်ဘူးတဲ့။ဖျားမပွင့်တဲ့ကဘာတသိန်းကြုံလို့တဲ့အခါ မန္တကဘာဖြစ်ပြီးရောအောက်တရာမမင်းကရာမတပိညုဖရာဖြစ်လိမ့်မယ်ပတိနတီကောသလမင်းကဓမ္မရာဇာဖရာဖြစ်လိမ့်မယ်အဲ့ဒီမန္တကဘာမှာဖရာနှစ်စုပွင့်ပြီးရက်စည်းသွားတဲ့အခါတာရကဘာဖြစ်ပေါ်ပြီးအဘိဘူဖရာတစုသာပွင့်လိမ့်မယ်တာရကဘာပြက်ပြီးကဘာတသိဖရာမပွင့်မဲနေပြီးတော့ကဘာတသိကြုံလုံးသောအခါဖြစ်ပေါ်လာမဲ့ကဘာများမှာဒီကတော်နီအသူရိနဲ့တာစန္ဒနီပုံနာသူပါလူနဲ့ တောတေယပုံနာနာလာဂီရိစင်မင်းပလလီယစင်မင်းတို့အစဉ်အတိုင်းဖျားဖြစ်နေမယ်အရီမီတီယဖျားဖူးမြော်ရန်ပြုလုပ်ရမယ့်ကုသိုလ်ယခုကြောင့်တွေ့နေရတဲ့ဂေါရမမြတ်စွာဘုရားတာသနာကာလအတွင်းမှာကိုရာယဟန်တာမနီတိလရှင်ဝင်ပြီးပရိယပတိပတ်တာသနာပြုနေတဲ့ပုဂ္ဂိုလ်မိမိရင်မှာဖြစ်တဲ့သားသူတမားရင်မှာဖြစ်တဲ့သားတွေကိုယဟန်ခံပေးခြင်းရှင်ပြုပေးခြင်းပြုတဲ့ပုဂ္ဂိုလ်မိခင်ဖခင်ယေရှုရှင်တွေကို ဝိจิตတန်းကြီးမဟုတ်ပဲစိတ်ပါလက်ပါပြုစုလုပ်ကြွေးသောပုဂ္ဂိုလ်တရဏဂုံသီလမပြတ်စောင့်တည်သောပုဂ္ဂိုလ်ဖျားသာသနာတည်ဆိတ်သောငါဇေဒီပထုစီခုံဥမေလိုင်းကောင်ဇေယံစသည်တို့ကိုပြုပြင်တဲ့ပုဂ္ဂိုလ်အသေးဆောင်လို့လှူဒန်းတဲ့ပုဂ္ဂိုလ်ဗောရင်းညောင်ပင်စိုက်ပြိုးသောပုဂ္ဂိုလ်ညောင်ရည်သွန်းလောင်းသောပုဂ္ဂိုလ်ရေတွင်းရေအားရေကန်စတုတီတာကြောင်းဇေယံတဒါပြုပြင်သောပုဂ္ဂိုလ်အာယုံဆုံးနေဆုံးမပြတ်လောင်းလူသောပုဂ္ဂိုလ် ယန်းတို့အားပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့လှူဒန်းတော်ပုဂ္ဂိုလ်ကမတန်းဘာဝနာပွားများအားထုတ်တော်ပုဂ္ဂိုလ်အရိပုဂ္ဂိုလ်တွေအားလုံးဧကမုတ်ချမလွဲမသွေမြေကြီးလက်ခံမလွဲအရိမတရမြတ်စွာဘုရားကိုပူမြော်ရပြီးနိဗ္ဗာန်ကိုရမယ်။အဲဒါကဂရမမြတ်စွာဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ကုသိုလ်တွေဖြစ်ပါတယ်။အရိမတရမြတ်စွာဘုရားအောင်ပြောပြတဲ့ကုသိုလ်တွေကတော့မဟာဝေတန္တရာဇတ်တော်ကိုနေချင်းကုံအောင်နာကြားကြတော်သူတို့သည် ကျွန်ုပ်ဖျားမပြစ်မီတန်နေရ၌ကျင်းလည်လေသမျှမှာလည်းစိတ်နှင့်ကိုယ်ကိုအဆူရ၍လူကောင်းနဲ့ကောင်းစီးစိမ်ကောင်းကိုခံစားရပြီးကျွန်ုပ်ဖျားဖြစ်သောအခါရေဥစွာဖူးတွေ့ရ၍ပိရိတံမီတာပညာလေးပါးနှင့်တကွာရဟနာအဖြစ်ကိုမှလွဲမချွတ်ရနိုင်ပါလိမ့်မယ်လို့ရှင်မလဲမထင်ရက်ကိုအရိမီတရာမျက်စွာဖျားလောင်းကဟောပြတော်မူခဲ့ပါတယ်။နာပွင့်တော်မူမဲ့အရိမီတရာဖျားရဲ့ဗုဒ္ဓဝေအကျင့်၁ပွင့်ရာကပါဗတ္တကပါ 2. ဖះရအမိရောအဇိတာ 3. ဖះရပွဲရောမစ်တရာ 4. မျိုးယုံယမနပုံနာမျိုး 5. ဖွာတော်မူရာအတိုင်းပြေကေတုမတိ 6. ခမီးရော သူမျက်မပုံနာကြီး 9. မေရောယမဝတ္တီပုံနေမာကြီး 10. ပွင့်တော်မူရာဘောဓိကံကောပင် 9. ဓမ္မစစ်တာတရားဟောခြင်းနာဂဝနကံကောတော် 10. ။တစ္ဆာနေပါတည်သောအပိုင်းချာဂတိတသိ17တာဝကအစီအဝေး3ကျိ12အမျိုးသားတာဝကအကတာဝက1အတော်က2ညမတီဝ73အလုအကျွေးတီဟာ14အမျိုးသမီးတာဝကအကတာဝက1ပဒုံမ2တုမနာ15ကိုရောင်25ယူဇနာ16အရတော်88တောင်းစခွန်း ပါရမီပြည့်ကာလ16အတင်ကျဲနှစ်ကဘာတသိန်းရှိဒုက္ခရစရိယာချင်းရက်9ရက်19တက်တန်အနည်း8020စီးစိန်ခန်းစားရနှစ်အနည်း8021စံရပြတသီရိဝတ္တဝတ္တမာနတိတ်တထစံတက22ကျင်ရတော်စန္နာမူခီ23တာတော်မြမဝတ္တနာ24တောထွက်တော်ယင်ပြတ်တန် ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းကတော့အရီမီတရမြတ်စွာဘုရားကိုဖူးခွင်းရမယ်ပုဂ္ဂိုလ်များနဲ့အရီမီတရဘုရားရဲ့ဗုဒ္ဓဝင်အကြောင်းပဲဖြစ်ပါတယ်ရှင် နားဆင်ပေးခဲ့ကြတဲ့ဓမ္မမိတ်ဆွေပရိသတ်အပေါင်းနဲ့ဘာသာရေးဆိုင်ရာအသိပညာဗဟုသုတများတိုးပွားရရှိနိုင်ကြပါစေရှင်